ားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့ညာမီကြီးလှုပ်ဖို့အတွက်နော်ဒါဘူရာမီမြို့ကနေဝင်လာဖြစ်ပါတယ်ပွဲကြိုက်ကလူတယ်နော်ညီကိုတွေဒါကျွန်တော်ကကျွန်တော်ဒါတော့တော်တော်တင်မဲ့မိဘုံပဲဖြစ်ပါတယ်။ကြော်စရာကြီးဗျာ။ဒါကျွန်တော်တို့ဝင်ရံကြတဲ့လူငယ်ဖွဲ့ဖြစ်ပါတယ်။ဟုတ် 你妈差了一 ဒါကတော့ကျွန်တော်တို့ပိုအိုပီရဲ့ရန်စင်ပဲဖြစ်ပါတယ်ရရှိမီဘန်းနေကျွန်တော်တို့ပြစ်လွတ်တဲ့ရန်စင်ကြီးပဲဖြစ်ပါတယ်လူတီရကြော်ရယ်နော်ကျွန်တော်တို့ခုဒီမြင်ကွင်းကတော့ပိုးပေးမိဘုံအဖွဲ့ကြီးကိုနောက်ကနေဝင်းရံလာပေးကြတဲ့ပြည်သက်တွေဖြစ်ပါတယ်။ကျွန်တော်မိဘုံအဖွဲ့တွေမှာ နောက်မှာဝန်းရံကြတဲ့ဘုံရဲ့ဖွဲ့အမြဲတမ်းပါလို့ရှိပါတယ်ဒီလိုနောက်ကဝန်းရံအားပေးကြတဲ့ဘုံရဲ့ဖွဲ့တွေကြောင့်ကျွန်တော်ပဝင်းကျင်ကနေကြည်ရတဲ့ပိတ်သက်တွေကိုလည်းပို့ပြီးတော့နိုင်ငံဆိုင်ဆိုင်နဲ့အားတက်မှုကိုဖြစ်စေတာပါဟုတ်ကဲ့ပါကျွန်တော်တို့ယခုနှစ်2025ခုနှစ်မှာ တောင်ကြီးအဝေယာမျိုးမြန်ပွဲမှာကျင်းပနေတဲ့တစောင်းနိုင်မျိုးမြန်ပွဲကြီးဖြစ်ပါတယ်ကျွန်တော်တို့အခုရောက်ရှိနေတဲ့ကွင်းကြီးကတော့ဒါဝေယာမြို့ပြန်လွတ်တင်တဲ့ကွင်းကြီးထဲမှာဖြစ်ပါတယ်။ကျွန်တော်ဒီကွင်းကြီးရဲ့ပတ်လည်မှာကျွန်တော်တို့တန်ဆူးကျိုးတွေနဲ့ကာထားပါတယ်။ကျွန်တော်ဒီကွင်းကြီးထဲဟာ ကျွန်တော်လူတိုင်းကိုဝင်ခွင့်မပြုပါဘူးကျွန်တော်မိဘုံကြီးကိုဝင်းရံပြီးတော့လိုက်ပါလာတဲ့လူငယ်အဖွဲ့နဲ့တက်ဆိုင်ရလို့တွေပဲဝင်ခွင့်ရတာပါကျွန်တော်တို့တခြားထောက်ထားမပြနိုင်တဲ့လူတွေကတော့ဒီမိဘုံကြီးဖွင့်တဲ့ကိုဒါဝင်ခွင့်မပြုပါဘူးခုဆိုရင်တော့ကျွန်တော်တို့ဒါမိဘုံကြီးကို စတင်အဲခောက်ထားတာတွေကိုပြန်ဖြီချတော့မှာဖြစ်ပါတယ်ကျွန်တော်ဘူးလွတ်နေတဲ့ကာလာကရာသီဥအကောင်းကြီးတွေမှာတော့မပါဘူးပေါ့နော်ကျွန်တော်တို့ဒီမိဘကြီးကရှမ်းဆက်ကူအမျိုးအစားနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်မိစားလည်းပေါလို့မရဘူးကျွန်တော်တို့မိုးထီလို့လည်းမရပါဘူး ကြောင့်မလို့ကျွန်တော်တို့အပေါ်ကနေပြီးတော့ဒါ plastic အကြီးတစ်ထပ်ထပ်အုပ်ထားခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့စပြီးတော့မီးဘုံညိုထောင်းတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါမီးစာတိုင်းမီးစာတုပ်ကိုင်းနေလို့စတင်ပြီးတော့မိုင်းတိုက်ပါပြီ။ဟုတ်ကဲ့ပါဒီမီးဘုံကြီးကကျွန်တော်တို့ဖုန်းထဲမှာတွေ့ရင်ဒါအဲတိတ်ပြီးမကြည့်ဘူးထင်ရပါပဲကျွန်တော်တို့အပြင်လက်တွေ့မှာတွားရောက်ကြည့်ရှုတဲ့အခါမှာတော့တော်တော်လေးကိုကြီးမားတဲ့ မီးဘုံကြီးတစ်ခုဖြစ်ပါတယ်အခုကျွန်တော်တို့မီးဘုံကြီးထောင်နေတဲ့အတွင်းမှာမီးဘုံကြီးကိုဝိုင်းထိန်ပြီးကြင်ထားတဲ့လူတွေကိုကြည့်ခြင်းအပြင်ဒီမီးဘုံကြီးရဲ့အမြင့်ဒီမီးဘုံကြီးရဲ့ဘလောက်ကြီးမားလဲဆိုတာကျွန်တော်တို့ခံမှန်းလို့ရမှာပဲဖြစ်ပါတယ်သူတို့အစိုးကဒါမီးစာထုတ်တွေယူသွားတဲ့လူတွေဆိုလို့ရှိရင်ဒါတော်တော်လေးတတိထားပြီးတော့ တကယ်ကိုကျွမ်းကျင်တဲ့လူတွေကင်မတာမိဘုံကြီးကိုဒါမိဟက်ချင်းမိလောင်ချင်းမဖြစ်အောင်ထိန်းသိမ်းနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ပဲပါဒါကျွန်တော်တို့မိဘုံမလုခင်မှာပထမဦးဆုံးကျွန်တော်တို့မိုင်းတိုက်ပြီးတော့မိဘုံကိုစတင်ထောင်လိုက်ပါပြီဒီလိုမိဘုံထောင်မှတ်သွားပြီဆိုရင်လည်းဒါကျွန်တော်တို့မိဘုံလွတ်တင်လို့ရပြီဆိုတော့အချက်ပြချက်တစ်ခုဖြစ်ပါတယ် တို့ဒီမီးဘုံကြီးဟာ2025ဒါတောင်ကြီးတစောင်းတိုင်းမီးဘုံပြန်ပွဲမှာဒါကျွန်တော်အမြင်ကတော့ဒါပကြီးပိုင်းရောမီးဘုံကြီးပိုင်းရောဒါထူးခြားတဲ့မီးဘုံတုံးဖြစ်တယ်လို့တော့ဒါကျွန်တော်ကသုံးသပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တချို့လာတဲ့မီးဘုံတွေအများစုကကျွန်တော်ပြဆော့ပြရဲ့ပုံတော်တွေအဲကျွန်တော်တို့ဒီမီးဘုံကြီးကိုစပွန်ဆာပေးထားတဲ့ CY လုပ်ငန်းရှင်တွေရဲ့ဒါတို့ရဲ့အမှတ်တရစိတ်တွေအဲကျွန်တော်တို့သက်ဆိုင်ရပေါ့နော်အာကျွန်တော်တို့အထင်ကြီးရ ရုပ်ဝတ္ထုများကိုဆွဲထားတဲ့ပကြီးဖြစ်ပါတယ်ဒါပေမဲ့ဒီမီးပုံကြီးကတော့ဒီကျွန်တော်တို့ပူပေးမီးခေါင်းစဉ်အောက်မှာပူပေးဆိုတဲ့ကျွန်တော်တို့အမှတ်တံဆိုင်နဲ့ပူပေးဒီစာသားကိုကျွန်တော်တို့အဓိကပေါ့နော်ရေးဆွဲပုံပေါ်ထားပြီးလွတ်တဲ့မီးပုံပြန်ရဖြစ်ပါတယ်ကျွန်တော်တို့ဒါမီးပုံစတင်တက်တော့ပါပြီ ဒီမီးဘဝကျွန်တော်ဘဝရဲ့ဒါပထမဆုံးဒါဝင်းထဲကနေဝင်ပြီးတော့ကြည့်ရတဲ့မီးဘဝတုံးဖြစ်ပါတယ်။အဲအဲ့ဒါကြောင့်ကျွန်တော်တို့မျိုးမော့ကြည့်နေတဲ့အချိန်တိုင်းတာမှာမီးဘဝကြီးကတော်တော်လေးအမြင့်ရောက်မှကျွန်တော်တို့ဒီမီးရှူမီးဘဝနေထွက်မယ်လို့ကျွန်တော်ဒါထင်ထားတာပေါ့နော်။ဒါပေမဲ့မီးဘဝကြီးကအခုလိုပဲဒါမထင်မှတ်တဲ့အချိန်မှာမီးရှူမီးဘဝနေစတင်ပြီးတော့ဖြာထွက်လာတာဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းလေးတော့အဲ စိုးရင်သွားတယ်ဗောနော်အဲအဲ့မှလည်းတခြားလူတွေကိုကြည့်လိုက်တဲ့အချိန်မှာလည်းအဲသူတို့ကပုံမှန်ပဲအဲနောက်ကိုဆုတ်ပြီးတော့ဒါအကာအကွယ်ယူပြီးတော့ကြည့်ကြတာဖြစ်တဲ့အတွက်ကျွန်တော်လည်းပြန်လဲပြီးတော့အဲဒီဘုံကိုကျွန်တော်ပြန်လဲကြီးရှူလိုက်ခြင်းဖြစ်ပါတယ်ဒါပေမဲ့မီရှူလာတဲ့အချိန်ကတော့တော်တော်လေးကျွန်တော်တို့အချိန်ပြင်းပါတယ်အကျွန်တော်တို့အကာအကွယ်နဲ့ပေချာကူးဆိုင်ပြီးကြည့်မှလာရှာမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ဒီမီဘုံပြန်ခွင်းနဲ့ကို ကျွန်တော်တို့နေကန်တွေနဲ့မီးဘုံပြန်နဲ့အကျွမ်းအကျွမ်းတဝင်ပေါ့နော်ရှိတဲ့လူတွေကတော့ဒီမီးဘုံပြန်ကူကြီးထဲမှာဝင်ရောက်ကြည့်ရှုလေးမရှိပါဘူးကျွန်တော်တို့မီးဘုံပြေတာကျွန်တော်တို့အပြင်ပဝင်းကျင်ရနေပဲကြီးကြတဲ့လူတွေများပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမီးဘုံတဘုံပြက်ကြတဲ့ဖြစ်စဉ်တွေဒါရန်မီးဘုံပြက်ကြပြီးတော့ကျွန်တော်တို့ဒီရန်စင်ကိုသွားပြီးတော့ဒါမီးထိမှန်ပြီးတော့ရန်မီးတွေဒီအောက်မှာပဲပောက်ပွဲတဲ့ဖြစ်စဉ်တွေကြောင့်ဒါလူတွေ ထိခိုက်နာရီရဖြစ်တယ်။ဒီဆုံးတဲ့အထိဒီမီးဝုံမြန်ကွင်းရဲ့မှာဖြစ်ခူးတဲ့အတွက်ကြောင့်ဒီမီးဝုံမြန်ကွင်းအကြောင်းမီးဝုံအကြောင်းကိုနားလည်တဲ့သူတွေကတော့ဒါအနည်းကသိပြီးတော့မကြည့်ရှုကြဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီဇွန်လပွဲတော်ကိုမရောက်ဘူးတဲ့သူတွေတွားရောက်ကြည့်ရှုမယ်ဆိုလို့ရှင်လေဒါမျိုးမြန်ခွင်ကြီးတွေဝင်ရောက်ကြည့်ရှုလို့တော့ရတယ်ဒါပေမဲ့တော်တော်လေးတတိထားပြီးတော့ကြည့်ရှုကြမှာဖြစ်ပါတယ်။ဖြစ်နိုင်ရင်တော့ကျွန်တော်တို့ဒီမျိုးမြန်ခွင်ကြီးရဲ့ ါကျွန်တော်တို့ဝင်းနေမှုဝင်မဲ့နဲ့ကျွန်တော်တို့ကုန်းလေးပေါ်ကနေပြီးတော့ကြည်တာပို့ပြီးတော့အနည်းငယ်ကင်းကင်းနဲ့ဒီဘုံလုံးရဲ့အလားတရားကိုလည်းကောင်းကောင်းတွေ့မြင်ရပါတယ်ဒါလို့ဆိုတော့ကျွန်တော်တို့ဒီဝေယာမီဖို့မြန်ကွင်းကြီးอ่ะကျွန်တော်တို့ဘောလုံးကွင်းတကွင်းလိုပါပဲပေါ့နော်သူကကျွန်တော်တို့ပွဲကြီးစဉ်တွေတေချာစောက်ထားတာမဟုတ်ပေမဲ့တဘာဝအတိုင်းကျွန်တော်တို့ဒီဖြစ်နေတဲ့ဒီဘောလုံးကွင်းပုံစံကျွန်တော်တို့ခြံဝန်းလေးနဲ့ကျွန်တော်တို့ကုန်းပြင်းပြင်းပြည်ပြည်လေးတွေပေါ့နော်ကျွန်တော်တို့ဒါလူကြည့်ပြီးတော့ ထိုင်လို့ရတဲ့သဘာဝတိုင်ဖြစ်နေတဲ့ဒီကွင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုကျွန်တော်တို့ကိုဝေမီဘုံကြီးအပေါ်ကိုတက်သွားပြီးဖြစ်တဲ့အတွက်ဒါကိုဝေမီဆရာများနဲ့လူငယ်အဖွဲ့ဟာဒါအောင်မြင်စွာလွတ်တင်နိုင်ပြီဖြစ်တဲ့အတွက်အခုလိုပဲကာခုံပြီးတော့ဒါကွင်းထဲရနေပြီးတော့ပြန်လဲထွက်ခွာပေးကြတာဖြစ်ပါတယ်အဲ့တော့သူတို့ထွက်ခွာသွားပြီဆိုလို့ရှိရင်နောက်ထပ် ီစဉ်တကြအလှည့်ကြလွတ်မဲ့မိဘုံတွေစပြီးတော့လွတ်တင်တော့မှာဖြစ်ပါတယ်ကျွန်တော်ခုလွတ်တင်ပြီးတဲ့ပိုးအိုးပေးမိဘုံပြန်ယူကြည့်ခြင်းအပြင်စီလုံးမှုဟာဘလောက်အရေးကြီးလဲဆိုတာကျွန်တော်တို့တွေ့မြင်ကြရမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီမိဘုံကြီးကိုလူ၄၅၀ရောက်နဲ့ယူလို့လို့မရပါဘူးတော့လူအား၄၅၀လောက်အသုံးပြုပြီးတော့မှဒီမိဘုံကြီးကိုအောင်မြင်စွာပြုလုပ်ပြီးတော့တွတ်တင်နိုင်ခြင်းလည်းဖြစ်ပါတယ်။အဲဒါကြောင့်ယူချင်းမှာ ရွေးချက်တွေများစွာရှိနေဆိုတာတွေ့မြင်ကြမှာပဲဖြစ်ပါတယ်